ဖီးချံတီမွေငပြောချင်းနတ်တာဖူးရွှေငပြောသည်ဒီလိုမျိုးအမျိုးမျိုးရှိရဲ့အထဲကမှရွှေငပြောသည်ကိုအကြိုက်ဆုံးပဲဆိုရင်တော့ဒီဗီယိုလေးဟာတင်းအတွက်ပါလို့ပြောပြရစီဘာလို့ဒီလိုမျိုးပြောရလဲဆိုရင်တော့ဒီနေ့ဗီယိုလေးထဲမှာရွှေငပြောသည်ဟာစမ်းမရည်အတွက်ဘယ်လိုမျိုးအထောက်အကူတွေပြုသွားလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရွှေငပြိုသည့်ဆိုတာကငပြိုသည့်အမျိုးအစားတစ်မျိုးပါ အခွန်ကအနီရောင်ရှိပြီးတော့အလုံးကပူဝဝလေးပဲဖြစ်ပါတယ်။ဖီချန်းတို့လိုမျိုးထောက်ကြမနေပဲနဲ့လုံဝင်ပါတယ်။အရသာကလည်းပူပြီးတော့ကောင်းပါတယ်နော်။အနံ့ကလည်းတော်တော်လေးကိုမှွေးဤပါတယ်။ရွှေငံပြိုတိမှန်ရတဲ့အာဟာရဓာတ်တွေကတော့ကယ်လိုရီ၊ကာဘိုဟိုက်ဒရိတ်၊ပရိုတင်း၊အဆီဒတ်၊အမြင့်ဓာတ်၊ပိုတက်ဆီယမ်၊မဂနီဆီယမ်၊ဖော့စဖရိတ်၊ကယ်ဆီယမ်၊တန်ဓာတ်၊ဗီတာမင် B6 ၊ဗီတာမင် B1 ၊ဗီတာမင် B2 ၊ဗီတာမင် C ၊ဖောလစ် ကိုလင်းတက်တို့ပါဝင်နေပါတယ်။ဒီတော့ရွှေငွေပြိုတိဟာကျမရေးအတွက်ဘယ်လိုမျိုးကောင်းကျိုးတွေရှိလဲဆိုရင်တော့ပထမအောင်ဆုံးအချိုးကျစုအနေနဲ့ကိုလေးချင်းကိုထင်းညီပေးတာပါ။ရွှေငွေပြိုတိမှာအမြင့်ထွက်ကြွားစွာပါဝင်နေတဲ့အတွက်ကြောင့်မို့လို့အစာခံနိုင်စေဖို့အထောက်အကူပေးနိုင်ပါတယ်။အစင်နဲ့ကယ်လိုရီပါဝင်မှုနည်းတာကလည်းကိုလေးချင်းကိုထင်းညီတဲ့နေရာမှာတတိယရောက်အထောက်အကူပေးနိုင်ပါတယ်။အစာချစ်စနစ်ထဲမှာရှိတဲ့အချိုပြဗတီးရီးယားလေးတွေကိုအားဖြည့်ပြီးတော့အယောင်ကျစေဖို့လည်းအထောက်အကူပေးပါတယ် အဝါလွန်နိုင်မှုဖြစ်ဖို့အတွက်လည်းထောက်ကူပေးနိုင်ပါတယ်။နောက်ထပ်အကျိုးစီးတစ်ခုကတော့အင်အားပြည့်ဝတာပါ။ရှင်ငယ်ပြောသည်မှာတဘာဝအချို့တဲ့ပြည့်ဝစွာပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ဇီဝကံမှာဖြစ်စေကိုကောင်းမှုစေသလိုခန္ဓာကိုယ်မှာအာရုံပြည့်ဝနေစေဖို့လည်းအထောက်အကူပေးပါတယ်။မနှက်စာစားလို့အဆင်ပြေတဲ့ငပြောသည်တစ်မျိုးပါနော်။နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့သွေးပောင်ခြေကိုထိန်းညှိပေးတာပါ။ပိုတက်ဆီယံကျော်ရတဲ့အတွက်ကြောင့်မို့လို့သွေးပောင်ခြေကိုကောင်းထိန်းညှိပေးပါတယ်။သွေးကြောတွေကိုပြည့်ရောစေတဲ့မဂနီဆီယံနဲ့ပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ သွေးကြောနေထဲမှာသွေးစည်းစည်းမှုကောင်းစေပြီးတော့သွေးတို့ကျစေဖို့ရောနှလုံးသွေးကြောယောဂကင်းစေဖို့ပါအထောက်အကူပေးနိုင်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့စီးချိုထိညိပေးတာပါ။အမြင့်တက်ကျော်ဝမှုပါဆိုရင်ရုတ်တရက်သွေးရင်တခြားတဲ့မြင့်တက်တာမျိုးဖြစ်စေဖို့အတွက်ကာကွယ်ပေးပါတယ်။အစာကြည်လွယ်သလိုတခြားတဲ့ပေါင်မှုလည်းနေတဲ့အတွက်ကြောင့်မို့လို့စီးချိုရှိတဲ့သူတွေအနေနဲ့တင့်တဲ့တဲ့ပမာဏကိုစားပေးနိုင်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့အမြင့်အယုံကောင်းစေတာပါ။ရှင်ငယ်ပြောသည့်မှာ လူသိန်းနဲ့ဘီတာကယ်ရိုတီနိုက်တွေကျွေးဝါးစာပေါင်းနေတဲ့အတွက်ကြောင့်မို့လို့အမြင်အာရုံကျန်းမာစေဖို့အထောက်အပံ့ပေးပါတယ်။အသက်အရွယ်ကြောင့်အမြင်အာရုံထိခိုက်တာမျိုးဖြစ်စေအောင်ကာကွယ်ပေးတယ်လို့ကြံ့မြင့်တင်တာမျိုးဖြစ်ဖို့လည်းကာကွယ်ပေးပါတယ်။နောက်ထပ်ကြိုးစားတစ်ခုကတော့တို့ဆက်ရှင်ပစ္စည်းကြွယ်ဝစွာပါဝင်တာပါ။ရွှေငါပြောသည့်ဟာအခြားငါပြောသည့်တွေထက်တို့ဆက်ရှင်ပစ္စည်းကြွယ်ဝစွာပါဝင်နေပါတယ်။တို့ပစ္စည်းတွေကြောင့်ဆဲတွေမပြတ်စီအောင်လဲကာကွယ်ပေးသလိုနှာတရှိရောဂါတွေမဖြစ်အောင်လဲကာကွယ်ပေးနိုင်ပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ကတော့ကိုယ်ခံအားကောင်းစေတာပါ။ ဗီတာမင် B6 နဲ့ဗီတာမင် C ပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ကိုယ်ခံအားကောင်းစေဖို့အထောက်ပံ့ပေးပါတယ်။သွေးပြူဥတွေကိုထုတ်လုပ်စေပြီးတော့ယောဂတွေကိုတိုက်ထုတ်အောင်လည်းကူညီပေးပါတယ်။နောက်တစ်ခုကတော့အစာချေစနစ်ကျန်းမာစေတာပါ။အမြင်ထက်ချေရောမှုကအစာချေစနစ်ကျန်းမာစေဖို့အထောက်အကူပေးပါတယ်။လေပွားတာမျိုးဝမ်းချွတ်တာမျိုးဖြစ်အောင်လည်းကာကွယ်ပေးပါရနော်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့သွေးတန့်စေတာပါ။ဗီတာမင်နဲ့သတ္တုဆက်စည်ပစ္စည်းတွေပါဝင်တဲ့အတွက်ကြောင့်မို့လို့သွေးတန့်စေဖို့အထောက်အကူပေးပါတယ်။သွေးနေဦးစေးတွေဖြစ်ပေါ်စေဖို့လည်းအထောက်အကူပေးပါရနော်။ ဒီတော့ရှင်ငယ်ပြောသည်ကျမ်းမာရေးအတွက်ကောင်းတယ်ဆိုပြောရတဲ့အကြောင်းအရာကိုတိလောက်ပြီးထင်ပါတယ်။ရှင်ငယ်ပြောသည်ကကျမ်းမာရေးအတွက်ကောင်းတယ်ဆိုပေမဲ့လည်းလူတိုင်းနဲ့လည်းတည်ပါတယ်။ဒါပေမဲ့စီချိုတက်နေတဲ့အချိန်မှာတော့မစားသင့်ပါဘူး။လောကအခန့်တစ်ခုခုရှိမှဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသင့်ပါတယ်။အများကြီးမစားဖို့လည်းသတိပေးပါစေနော်။ခုပြပေးခဲ့တာဆိုလို့ရှိရင်ရှင်ငယ်ပြောသေးတာကျမရဲ့အတွက်ဘယ်လိုမျိုးကောင်းကျိုးတွေပြုလဲဆိုတာကိုဝင်မြပေးခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်